ပြည်ရင်းကရွှေထယ်ကြောင်းမြေယတနာအယောင်းဆိုင်တွေအနေနဲ့တင်ရန်စာတမ်းနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနအမှတ်နှစ်တက်ထုတွင်လုပ်ငန်းကထုတ်ပေးတဲ့ပေါင်းချနဲ့အယောင်းအဝယ်ပြုလုပ်ရမယ်လို့ရွှေလုံငန်းရှင်အတိုင်းဝိုင်းကနေသိရပါတယ်ရွှေရောင်းဝယ်ပြည်စာမှာရွှေဆိုင်အမည်ဝယ်ယူသူတို့မဟုတ်ရောင်းသူအမည်မှတ်ပုံတွေအမှတ်နေရာလိပ်စာဖုန်းနံပါတ်အစရှိတာတွေကိုဖြည့်သွင်းရမယ်လို့သိရပါတယ်။ဒါအပြင်ရွှေအမျိုးအစားရွှေစည်နှုံပစ္စည်းအမှတ်အသားကြားသိငွေလက်ခအရောတွက်အခွန်စားတာတွေကိုလည်းဖြည့်သွင်းရမှာဖြစ်ပါတယ်။ ရွှေစင်းတို့တည်ငြိမ်ရေးအတွက်ရွှေဆိုင်တွေအနေနဲ့နေစဉ်ရွှေဆိုင်ဖွင့်လှစ်ခြင်းတက်မှတ်စင်းတို့နဲ့ရောင်းချခြင်းလိုအပ်တဲ့လိုင်စင်တွေကိုလည်းရှောက်ထားကြဖို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်ဝန်ကြီးကြီးကအတိပေးထားပါသည်ဌာနဆိုင်ရာတွေလာရောက်စစ်ဆေးတဲ့အခါမှာညွှန်ကြားချက်တွေကိုလိုက်နာခြင်းမရှိရင်ထိရောက်စွာအေးအေးယူခံရမယ်လို့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနကထုတ်ပြန်ထားပါသည် အောက်တိုဘာ18ရက်နေ့ကမ္ဘာရွှေစေနှုန်းတအောင်စအမေရိကန်ဒေါ်လာ4360ဈေးရှိနေချိန်တသက်တူးရွှေရင်းညွှန်းဆေးကော်မတီကတိတ်သေးစား19.25ဂရမ်ကူပါစင်တီမီတာအထက်ရှိတဲ့စံချိန်မီရွှေတစ်ကျပ်သားစီ59.9တောင်းကျပ်သတ်မှတ်ထုတ်ပြန်ထားပါတယ်။ဝိုင်းကြီးရေပြင်ပလေးပကားမှာတော့စနေဟောင်းရွှေတစ်ကျပ်သားစီကျက်89သိန်းဝန်းကျင်ရှိနေပြီးဈေးနှုန်းတွေအစမတန်မြင့်တက်နေတာကြောင့်လဝိယတနာရွှေတဲ့ပစ္စည်းတွေပြန်လည်ရောင်းချသူများလာတယ်လို့သိရှိရကြောင်းပါခင်ဗျာ။